မင်္ဂလာတာပါဒီနေ့စူးစမ်းကြည့်ချင်တာကတော့ Darius Ferro ရဲ့ Do It Today စာအုပ်ထက်ကအချက်တွေပါပဲဟုတ်ကဲ့အဲအချင်းဆွဲရတဲ့အချင်းကိုဘယ်လိုကြော်လွှားပြီးတော့ကိုယ့်တည်းအရေးပါတာတွေကိုအတိုင်းပေးရှိရှိဘယ်လိုလုပ်မလဲဆိုတာတွေကိုကြည့်ကြတာပေါ့နော်ဟုတ်ပါတယ်ဒီစာအုပ်ကအဓိကပြောချင်တာကလည်းအချင်းဆွဲရတယ်ဆိုတာပြင်းလို့မဟုတ်ဘူးပေါ့အင်းကိုယ့်အတွင်းစိတ်ထက်ကတိုက်ပွဲတစ်ခုလို့သူကတုံတဲ့အဲစတီဗင်ပရက်စဖီးယူပြောတဲ့ resistance the body ရလို့မျိုးဟုတ်ကဲ့ အရေးကြီးတာလုပ်မယ်ဆိုရင်ရှောင်ရင်စိတ်ပေါ်လာတာမျိုးနောက်ပြီးအာတကယ်မကြိုက်တဲ့အလုပ်အဒီပဲမရှိဘူးထင်းတဲ့အလုပ်လို့နေရရင်လည်းအချိန်ဆွဲခြင်းစိတ်ပို့ထစ်တတ်တယ်လို့သူကဆိုတယ်အဲ့ဒီအတွင်းစိတ်တိုက်ပွဲကိုလည်းစိတ်တက်ခွန်အား will power တခုတည်းနဲ့ရင်ဆိုင်ဖို့ကတော့ရေရှည်မှာအဆင်မပြေနိုင်ဘူးမို့ဟုတ်တယ်စာအုပ်ကအစနစ်ကြတဲ့လှုပ်ဆောင်မှုပုံစံ system တွေကိုတိဆောက်ဖို့ပြောထားတယ်နော်အဲ့ system ဆိုတာလက်တွေ့မှာဘယ်လိုမျိုးများလဲအာဟုတ်ကဲ့ကောင်းတယ်ချက်ပါ system ဆိုတာကဟိုတယ် will power လို့ကုံသွားတဲ့အရာမဟုတ်ဘူးပေါ့အင်းအင်းကိုကိုအလိုလိုလမ်းမှန်ပေါ်ရောက်အောင်တွန်းပို့ပေးမယ်အလေးချင်းတယ်လုံနည်းလိုဟန်နေပေါ့လေဥပမာအနေနဲ့ဥပမာကိုဘာသာတတ်မှတ်တဲ့ deadline လေးလေးထားတာမျိုး self imposed deadlines ပေါ့ဟုတ်ကဲ့ဒါမို့လုတ်စရာကြီးကိုအသေးလေးတွေခွဲလိုက်တာပြီးတော့တခုချင်းလုတ်သွားတာ accountability လေးရေးကြည့်ရ accountability ဆိုတာဟုတ်ကိုအတိုးတက်မှုကို သူငယ်ချင်းဖြစ်ဖြစ်လူဖို့ကိုင်းဖက်ဖြစ်ဖြစ်ပုံမှန်ပြောပြဖို့တာဝန်ခိုင်းတာမျိုးပေါ့အတွင်းစိတ်ကလာတဲ့စေဆောင်မှု internal motivation ကိုအားပေးမဲ့စနစ်ဖြစ်ဖို့တော့လိုတာပေါ့ဟင်းအဓိကကတော့ဒီနေ့ပဲလုပ်မယ်ဆိုတဲ့စိတ်ဓာတ်ပေါ့ဟုတ်ပါတယ်အဲ့ဒါအကောင်းဆုံး system ပဲ systems ကရေးကြီးတယ်ဆိုပေမဲ့လေစာအုပ်ထဲမှာအချင်းကိုစီမံတာထက်အာယုံဆွဆိုင်မှုအချင်းရှင်ကိုစီမံတာကပိုအဓိကကျတယ်လို့လဲဆိုထားပြန်ရအောင်အဲ့ဒါလေးဟုတ်တယ်မှန်ပါတယ်အဲ့ဒါကဘာကြောင့်အဲ့လိုအရေးကြီးရတာလဲဘာလို့လဲဆိုတော့လေအခုခေတ်မှာအချင်းထက်အာယုံဆိုင်နိုင်စွမ်းက ပိုပြီးတော့ရှားပါလာလို့ပဲဟုတ်တယ်မလားဟုတ်ပါ ဟုတ်ပါ distractions တွေကများလာတော့အင်းလေဆိုတော့အာယုံပြည့်စရာတွေအထူးသဖြင့်ဒီ digital PC တွေပေါ့ဖုန်းတို့ပါတော့အဲ့ဓာတွေကိုအရင်ဆုံးရှော့ဖို့ ဖိတ်ရှားဖို့သူကကြံပေးတယ်လက်တွေ့ကြတဲ့နီလာနေရောအေးလက်တွေ့မှာဆိုရင် Cal Newport ရဲ့ time blocking ကိုသူကညွှန်းတယ် time blocking อืมကိုယ့်ရဲ့အရေးအကြီးဆုံးအလုပ်အတွက် calendar မှာအချိန်အတိအကျတတ်မှတ်လိုက်တာဥပမာမနေ့9နာရီအနေနဲ့17နာရီအထိဒီအလုပ်ပဲလုပ်မယ်တခြားဘာမှမလုပ်ဘူးဆိုတာမျိုးဟုတ်ကဲ့ Pomodoro လိုမျိုး25မိနစ်လောက်9မိနစ်နားတာကလည်းအာယုံစူးစိုက်မှုကိုပြန်ကောင်းစေတယ်ပေါ့ နောက်တစ်ချက်တွေ့လိုက်တာကညအိခါနီနောက်နေ့အတွက်ပြင်ဆင်တာမျိုးဟုတ်တယ်အဲ့ဒါလေးအရေးကြီးတယ်နောက်နေ့လောက်ဆရာကိုခဏလောက်စဉ်းစားစိတ်ထဲပုံပေါ်ကြည့်လိုက်တာကမနေ့ခင်းမှာစိတ်ဖိစီးမှုနေပြီးပို့ပြီး focus ထစ်စေတယ်လို့ဆိုတယ်အာယုံဆိုင်မှုပြင်စိတ်ပိုင်းဆိုင်ရာမှာလဲ belief creates the fact ဆိုတဲ့စကားကိုကိုးကားထားတယ်ယုံကြည်မှုကအရှိတရားကိုဖန်တီးတယ်ဆိုတာမျိုးပေါ့ဟုတ်တယ်အဲ့ဒီယုံကြည်မှုကိုဘယ်လိုတည်ဆောက်မလဲလက်တွေ့မှာလဲအဲဒီနေရာမှာယုံကြည်မှုဆိုတာက မျက်စိစုံမဲ့ယုံလိုက်အောင်မဟုတ်ဘူးပေါ့ကိုလုံနိုင်တယ်ဆိုတဲ့ယုံကြည်မှုကအာတကယ်လောက်ဖြစ်အောင်တွန်းအားပေးတယ်อืมပြီးတော့အဲ့ဒီလောက်ဆောင်မှုကနေရလာတဲ့အောင်မြင်မှုတည်တည်လေးတွေကအဲ့ဒီယုံကြည်မှုကိုပိုခိုင်းပါစေတယ်ပေါ့အဲ့လိုတန်တရားလဲသွားတာဆိုတော့တည်တည်လေးကစရမှာပေါ့ဟုတ်တယ်ကြီးကြီးကျယ်ကျယ်လေးတည်တည်လေးတွေကစလို့အောင်မြင်တာကိုကိုယ်တိုင်မြင်ရအောင်ယုံကြည်မှုတက်လာတာပေါ့လေ အဲ့ကက systems တွေကိုလည်းအားပြေးပေးတယ်။ဒါဆိုလက်တွေ့လှုပ်ဆောင်မှုဘတ်ဆက်သွားရင် Peter Drucker ရဲ့ No Die Time ကိုလည်းထည့်ပြောထားတယ်။ကိုယ့်အချိန်ဘယ်အောင်နေလဲတည်ဖို့ပေါ့။ဟုတ်ပါတယ်။အချိန်မတန်တေးသေးလေးလောက်ကြည့်ခိုင်းတာဒီရက်နေ့ရက်လောက်။ Ừ ။အဲ့ဒီကနေပါဆက်လောက်အောင်လဲ။အဲ့လိုမတန်လောက်လိုက်ရင်ကိုယ့်အချိန်နဲ့ဘယ်ဟာတွေပေါ်မှာအလကားကုန်နေလဲဆိုတော့ပုံမြင်လာတော့။ဟုတ်ကဲ့ဟုတ်ကဲ့။အဲ့ဒီအချိုးမရှိတဲ့အလုပ်တွေကိုယ့်ပန်းတိုင်နဲ့မဆိုင်တာတွေကိုတည်လိုက်ရင် တဖြည်းဖြည်း short ချပစ်ဖို့ဖေရှားပစ်ဖို့ပိုလွယ်သွားတာပေါ့ဒါမှအရေးကြီးရအတွက်အချိန်ရောအာရုံစိုက်မှုရောပိုရမှာနေ့စဉ်နည်းနည်းချင်းတူတက်ဖို့ဆိုတဲ့အပိုင်းရော consistency ပေါ့ဟုတ်တယ် point 1%တူတက်မှုဆိုတာမျိုးပေါ့နေ့တိုင်းနည်းနည်းလေးပိုကောင်းအောင်လုပ်သွားတာအဲ့ဒါကရေရှည်မှအများကြီးကွာသွားတယ်ပြီးတော့ဟိုသူများနဲ့ပြိုင်နေမဲ့အစားကိုရိုင်းတန်ဖိုးတစ်ခုခုဖန်တီးဖို့အာရုံစိုက်တာ create don't compete အခြေခံကြတဲ့အရာတွေကိုထပ်ခါထပ်ခါလုတ်ချင်းကနေခွန်အားရတယ်ဆိုတာမျိုးတွေပေါ့အစပိုင်းမှာပြောခဲ့တဲ့ systems နဲ့ပြန်ချိတ်ဆက်မိသွားပြီပေါ့လို့ဟုတ်တယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကဒီ productivity တွေပြောနေရင်ねကိုယ်စိတ်ချမ်းမာရင်ねအနားယူရင်ကိုပါချိတ်ပြထားတယ်အလို့အရမ်းမလို့ရဘူးလားအင်းအဲ့လိုတော့လည်းမဟုတ်ဘူးလေရေရှည် productivity ကောင်းဖို့ဆိုရင်အနားယူဖို့လိုကိုလိုတယ်လို့သူကမြင်တယ်အေးဘယ်လိုမျိုးလဲအားလိုက်ရယူတာ အမှုပညာခန်းစားတာကိုချစ်တဲ့သူရင်းတဲ့အချိန်ပေးတာတွေကစိတ်ဖြည့်ရှိမှုလျော်စေတယ်လေအဲ့ခါကျတည်ထွင်နိုင်စွမ်းတို့အလုံးလုံးချင်းစိတ်တို့ပြန်တက်လာနိုင်တယ်လီချင်းခံလို့တာရောပဲလားအေးဟုတ်တယ်လီချင်းကံကလည်းစွမ်းအာရုံရောအာရုံစိုက်မှုရောကောင်းစေတာပေါ့နောက်တစ်ခုက perfectionism ကိုတတိထားဖို့အရာရာပြည့်စုံခြင်းစိတ်ဟုတ်တယ်အဲ့ဒါကလည်းအချိန်ဆွေးခြင်းရဲ့တရားခံပဲနည်းနည်းလေးမပြည့်စုံရင် လုံးဝမစတော့တာမျိုးဖြစ်တတ်တယ်ဆိုတော့ဟန်ချက်ညီအောင် လက်တွေ့ကြကြဖြည့်ရှင်းနိုင်အောင်ကြိုးစားဖို့ပေါ့ learned resourcefulness လို့ခေါ်တယ်အလုပ်နဲ့ကိုယ်ပိုင်ပေါ်ပါချားနာဖို့တော့အဲ့ဒါရန်ငယ်ကြီးတယ်အလုပ်ချိန်ပြီးနဲ့အလုပ်ကိစ္စတွေကိုအိမ်ထိထဲမလာဖို့အလုပ်မှာပဲထားခဲ့ဖို့ပေါ့ဒါမှတကယ်နားလို့ရမှာဒါတွေအလုပ်ကိုခြုံကြည့်လိုက်ရင်တော့လေအချိန်ဆွဲတာကိုကြော်လွားပြီးအဒီပလက်ရှိတာတွေလုံနိုင်ဖို့ကကိုကိုကိုတီးဖို့ self awareness ပြီးတော့စနစ်တကျလုံဆောင်မှု systems and consistency အယုံဆိုင်မှုကိုကောင်းကောင်းစီမံနိုင်ဖို့ attention management အဲ့ဒါတွေကအဓိကတော့ချက်တွေပဲလို့ပြောလို့ရမယ်ထင်တယ်တိတိကျကျပါပဲဒီစာအုပ်ကဟိုလိုအချက်ကြီးတွေပေးတတ်လက်တွေ့လုပ်ဖို့နဲ့ကိုပိုင်စနစ်လေးတွေဒီစာအုပ်ဖို့ကိုပဲအဓိကတိုက်တွန်းထားတာအေးဆိုတော့လေစဉ်းစားစရာလေးတခုကကိုယ့်ရဲ့နောက်ဆုံးပန်းနိုင်ကြီးကဘာလဲလို့အတိအကျမထင်တဲ့နောက်မှာဒီနေ့ချက်ချင်းစလုပ်လို့ရမယ်တေးသေးလေးဒါပေမဲ့ရေးပါတဲ့ကိုပိုင်စနစ်တေးသေးလေးတခုကကိုယ့်အတွက်ဘာဖြစ်နိုင်မလဲဆိုတာမျိုးပါ